အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်သူရရေးသားတယ်မွေဖြူရှင်ပါလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းတစ်အနေနဲ့ကျွန်တော်ကိုရှိတာမှစတင်ပြီးဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ မွေဖြူရှင်ပါအပိုင်းတစ်တနေ့တနာစိတ်ကမ်းမြုပ်ကလေးတစ်မျိုးဤမျိုးစုံကြသောအရက်ဆိုင်ကလေးတစ်ခုတွင်ညနေစောင်းအချိန်၌အရက်သမားများနှင့်စီကားပြီးနေလေ၏ ထိုအရက်ဆိုင်ကလေးသည်စိတ်ကန်းတွင်လောက်ကင်နေကြသော အလုသမားများလာရောက်တောက်တုံးကြသည်ဖြင့်အလွန်စီကားလေ၏အလုသမားများသည်စိတ်ကန်း၌တနေကုန်အလုပင်ပန်းကြသည်ဖြင့်အရက်ကိုတစိမ့်စိမ့်တောက်ခါငင်းခုန်ကြရင်းအပန်းဖြေကြလေ၏ထို့ကြောင့်ပင်အရက်ဆိုင်ကလေးအတွင်၌စူညံပွက်၍နေလေ၏ထိုအခိုက်မှာပင်လွန်စွာပိန်လီပြီးမုတ်ဆွေမိမုတ်ဆိုင်မွေးပတိုင်းမွေးများရှိသောလူကြီးတယောက်သည်အရက်ဝိုင်းတဝိုင်းမှတဝိုင်းသို့ကူးတန်း၍နေလေ၏ ထိုအဖိုးကြီးအမိမှာဥဖုံးကိုဟူ၍ဖြစ်ပြီးဥဖုံးကိုသည် အရက်ကျိုးကတ်နေသူဖြစ်ပြီးတတလုံးအရက်ကိုတဲကြီးမဲကြီးတောက်သူဖြစ်လေ၏ဥဖုံးကိုသည်ငွေစားကြီးစားကလေးများကိုဆောင်ယူလာပြီး နေ့စဉ်အရက်တောက်၏သူ၏အရက်များကုန်သွားသောအခါရေချိန်မပြည့်သေးဟုဆိုက သူတစ်ပါး၏အရက်များကိုတဝိုင်းပြီးတဝိုင်းကူးတန်းကတောင်းရန်တောက်လေ၏ဥဖုံးကိုသည်အရက်မတောက်သည့်အချိန်တွင်သဘောကောင်းသူဖြစ်၏ ူ၏မျက်နှာထားမှာအလွန်ချိုးပြီးပျော့ပျော့ရွှင်ရွှင်နေတတ်၏ထို့ကြောင့်သူ့ကိုလူရှိလူခင်များ၏ထို့ကြောင့်ပင်အယံဝိုင်းများကူးတန်း၍တောင်းရန်တောက်ခြင်းကို နားလည်ခွင့်လွတ်သူမှာများပြား၏စိုင်းရှင် လူဝါကြီးကိုယ်တိုင်ပင်ဖိုးငုံ၏အပြုတ်အမူကိုမတိကျိုးကြုံပြုထား၏ဥဖိုးငုံသည် ထိုအခွင့်အရေးကို အရယူကာအယက်ဆိုင်ကလေးတွင် သူတော်ဘာကိုအနိုင်ကျင့်ပြီးတောင်းရန်တောက်၏သို့သောယနေ့ညတွင်ဥဖိုးငုံအတွက်ကန့်ဆိုးသောညဖြစ်ခဲ့၏ ဥပုံကိုဒီအခါတိုင်းနေ့ညများကဲ့သို့အရက်ခွက်ကလေးကိုကင်ကတဝိုင်းမီတဝိုင်းကူးတန်တောက်၏ဇပွဲများ၌ထိုင်၍အရက်တောက်နေသူများသည်ဥဖုံးကိုအတွက်အရက်အနှဲငယ်စွန်ကြဲ၏ဥဖုံးကိုဒီတဝိုင်းမီတဝိုင်းကူးတန်၍တောက်ပြီးနောက်ဖဲချုံ၍စိတ်ညစ်ညစ်နှင့်ပြန်လာသောတန်ငါတဲလူတစုနှင့်ဆုံ၏တန်ငါတဲများသည်အရက်ဆိုင်သို့ပထမဦးဆုံးရောက်လာသူများဖြစ်၏ထို့ကြောင့်အရက်တောင်းတောက်လေးရှိသောဥဖုံးကို၏အကျဉ်းစရိုက်ကိုမသိချေ တန်ဃာတဲ့တဦးသည်ဥဖုံးကိုကိုဒေါသတကြီးအော်ဟစ်မောင်းထုတ်လိုက်တိုးတော်ဥဖုံးကိုသည်လွယ်လွယ်ကူကူနှင့် လက်ချောတတ်သူမဟုတ်ချေတန်ဃာတဲ့များကိုမျက်နှာချိုသွေး၍နောက်တစ်ချိန်ထပ်၍တောင်းပြန်၏ထိုအခါဖဲချုံနေသောတန်ဃာတဲ့တဦးကဒေါသတကြီးဖြင့်အဖိုးကြီးထွက်သွားကြဖဲချုံတို့စိတ်ညစ်နေတာဘာအောင်းမင့်နေလဲအသေးတက်ပြလိုက်မယ်ဟုတ်အော်ဟစ်လေဤထိုအခါအဖိုးကြီးကတန်ဃာတဲ့ကိုအံ့ဩဟန်ဖြင့်ကြည်၍ ဘာဖြစ်လို့ဒီလောက်တောင်စိတ်တူနေရတာလဲကွာငါစိုက်မအရက်တောင်းတောင်းနေတာနှစ်ပေါင်းများစွာကြာလာပြီအရက်နဲ့နဲ့စွန်ကျဲဖို့ဒီလောက်တောင်တွန့်တုန်နေတဲ့လူတွေမတွေ့ပါဘူးကွာဟိုညင်းညူလိုက်ရတန်ငါတဲ့ဒီစိတ်မထိန်နိုင်တော့ပဲထိုင်ရမထား၍ဥဖုံးကိုဤအင်းညင်ရဘက်ကိုစုကိုင်ကဇပွဲဝိုင်းမှစောင့်တွန်းလိုက်လေတန်ငါတဲ့ဒီလွန်စွာတာမှာထွားချိုင်းတဲ့ဖြင့်ဥပုံကိုဤခန္ဓာကိုယ်မှာအရက်ဆိုင်တကားပေါက်မှလမ်းပေါ်သို့ဟုံးကနေလွင့်စင်၍ကြာသွားလေ ထိုအခါဆိုင်ထဲရှိလူများသည်ဇယံမင်းစည်းစိမ်ခံနေရမှအလံတကြားဖြစ်သွားကြလေ။ဥပုံကိုသည်တံငါတဲ့ဆောင်းတွန်းလိုက်တဲ့အချိန်ကြောင့်မြေပေါ်တွင် တုံးလုံးပတ်လက်လဲလေ။ထိုအခါခိုက်မှာပင်တောင်းကလေးကိုပိုက်လာသောလူငယ်တဦးသည်တောင်းကိုပြစ်ချ၍ဟင်ဦးလေးဦးအောင်ဟက်ကဥပုံကိုကိုပြေးပွေဖက်လိုက်လေ။လူငယ်မှာဥပုံကိုကိုမရှိတင်ခဲ့ဟန်ဖြင့်ကြည့်၍ဘလို့ဖြစ်တာလဲဦးလေး။ဦးလေးကိုလဲကြအောင်ဘသူလှုပ်တာလဲ။အော် ဥလီသူတပားအရက်တွေတောင်းတောက်ပြန်ပြီးနဲ့တူတယ်ဒီလိုမလုပ်ပါနဲ့လို့ကျုပ်အတန်တန်တားနေရတာနဲ့ဗျာဟုတ်ပြောရင်လူကြီးကိုလဲနေရမှာပွေထူလာ ਈ ထို့နောက်အရက်ဆိုင်တကားပေါက်သွေးသွားကဆိုင်ထဲရှိအရက်သမားများကိုမျက်လုံးဝှေ့ကြည့်ပြီးကျုပ်ဥလီဟာအရက်ရဲ့ကြေးကျုံဖြစ်နေပါပြီဗျာဒါကြောင့်အချက်တိတ်ခါကင်းမဲ့ပြီသူတပားရဲ့ရက်ကိုတောင်းတောက်နေတာပါနောက်တစ်ခါဆိုရင်ဒီလိုမဖြစ်ဖို့အတွက်ကျုပ်အစွမ်းကုန်စူးစမ်းမှာပါ ဥလေးရဲ့အပြည့်အတွက်ကျုပ်အားလုံးကိုတောင်းပန်ပါတယ်ဟုပြောဆိုပြီးဥဖုံးကိုကိုတွဲကအရက်ဆိုင်နဲ့ဝေးရာအရက်တို့တရွေ့ရွေ့ထွက်ခွာသွားလေဥဖုံးကိုထိုင်နေသောအရက်သည်စိတ်ကန်းနဲ့မလန်းမကန်းတွင်ရှိသော ကုံလောင်ယုံများကြားနေရှိခဏခဏတဲကလေးဖြစ်ပါ၏လူငယ်သည်တပြည့်တောက်တောက်ပြောဆို၍ဥဖုံးကိုအားတဲစီသို့တွဲခေါ်လာခဲ့လေ၏ရေချင်းလုံနေဟန်ရှိသောဥဖုံးကိုထံမှမိသည့်စကားပြန်ကိုမှမရရှိခဲ့ချေ လူငယ်သည်တဲကလေးအတွင်းသို့ရောက်သောအခါဥပုံကိုကိုကွက်ပြစ်ပေါ်တင်၍မိအိမ်ကလေးကိုထွန်ညီလာ၏ထို့နောက်ကွက်ပြစ်ပေါ်တွင်ပိုးလိုပက်လက်လဲနေသောလူကြီးကိုကြည့်၍ခေါင်းခါရမ်းလိုက်ပြီဒီလောက်အသက်အရွယ်ကြမှာသူတစ်ပါးရဲ့တွန်းထွရိုက်နှက်ပုတ်ခတ်တာကိုခံရတယ်လို့ဗျာဒါဟာဥလေးမဟုတ်လို့ဒီလိုခံရတာဗျာအရက်ကိုတော်ယုံတောင်ယုံတောက်ရင်တော်ရောပေါ့ဘာဖြစ်လို့သူတို့ဘာမတရာရေစာကိုတောင်းရံပြီးတောက်ရတာလဲ မျက်ပြန်ကားကစပြီးဦးလေးကိုဒီလိုတောင်းမတောက်ပါတော့နဲ့ဗျာဦးလေးအဝါတောက်နိုင်အောင်ကျုပ်ပက်ဆန်ချပေးမယ်ဟုတ်ပြီလားဟုတ်ပြောလိုက်ရကွက်ပြက်ပေါ်တွင်ငိန်သက်စွာလဲလျောင်းရင်နေတော့ဦးဖုံးကိုကလေတံတက်တဲ့ဖြင့်လူလေးပက်ဆန်ပေးလဲကျုပ်မတောက်နိုင်တော့ပါဘူးဒီနေ့ညဟာအရက်ကိုဦးလေးနောက်ဆုံးတောက်သွားတာပါဟုတ်ပြောလေလူငယ်ကဦးဖုံးကိုရေစကားကြောင့်မျက်မှောင်ကျုံ၏ဗျာအရက်ကိုဦးလေးကဒီနေ့ဒီနေ့ညနောက်ဆုံးတောက်တာဟုတ်လား နားရှိတော့သာကြားရတယ်ဗျာကြုတ်တော့မယုံနိုင်ဘူးဦးလေးပဲပြောဘူးတယ်လေငါဟာအရက်ကိုတိတ်ပြီးတက်စာရှိတယ်ဘယ်တော့မှတက်စာမဖောက်ဘူးတဲ့ငါတင်မအရက်ကိုဖျက်မယ်ဆိုဒီနေ့ညာဦးလေးတေတော့မှာပါလူနည်းနဲ့စကားတွေအများကြီးပြောပြီးရင်ဦးလေးလူလောကကထွက်ခွာသွားရတော့မယ်ဦးလေးမတေခင်တသက်လုံးလျှို့ဝှက်လာခဲ့တဲ့ဦးလေးရဲ့ဘဝနောက်ကျောင်းတွေကိုပြောပြရအောင်မယ် ဟုတ်ပြောလေရာလူငယ်ဒီဥဖုံးကိုကိုနားမလဲဟန်ဖြင့်ကြည်၍ဥလေဘာတွေပြောနေတာလဲဥလေစကားကိုကြောက်ဥဖြင့်နားမလဲတော့ဘူးဗျာချင်းချင်းပြောစမ်းပါဟုတ်ပြောလေတော့အခါဥဖုံးကိုကတက်ပြင်းချ၍အရက်ဆိုင်တဲ့ကလဲအကြမှာဥလေကောင်းမှာဒဏ်ရာရသွားတယ်အဲ့ဒီဒဏ်ရာကြောင့်ဥလေကောင်းတွေတိတ်ပြီးမူးနေတယ်ဒါကြောင့်ဥလေမနေရတော့ဘူးဆိုတာသိတယ်ဒီကဘာပေါ်မှာက မကြမီထွက်ခွာသွားရတော့မယ်ဆိုတာလည်းသိတယ်။ဒါပေမဲ့ဒီလောက်မြ мян ဆန်းဆန်းကြီးကြောခိုင်ထွက်ခွာသွားရမယ်လို့ဦးလေးမထင်ခဲ့မိဘူး။အေးပေါ်လေလောကကြီးမှာဘယ်အရာကိုမှ ကြိုတင်တွက်ဆလို့မရနိုင်တာပဲ။ဥပုံကိုရေစကားဆုံးတင်နဲ့လူငယ်သည်စိုးရင်ဟန်ဖြင့်ပြေးပွေပြီးခေါင်းကိုထူမလိုက်ရာလူကြီးဤခေါင်းအောင်မှစိတ်ကပ်နေသောသွေးစာများကိုတွေ့ရလေ။လူငယ်သည်လူကြီးဤတံရကိုကြည့်၍ဟဲ့ ဥလိရဲ့ခေါင်းမှာဒဏ်ရာရသွားတာပဲသွေးလေကလည်းအများကြီးထွက်နေတယ်ဗျာစေးစရာခေါ်မှဖြစ်တော့မယ်ဟုတ်ပြောနေရလူကြီးကခေါင်းကိုခါရမ်း၍မခေါ်ပါနဲ့လူကလေးရဲ့ဥလိမနေရတော့ဘူးဥလိခေါင်းနေတအားမူးနေတယ်မျက်လုံးထဲမှာလည်းဝေဝါးနေတယ်လူကလေးစေးစရာသွားခွန်နေတဲ့အချိန်မှာဥလိလူလောကကထွက်ခွာသွားရင် မှားတရားရှိတာတွေမှားနိုင်တော့မှာမဟုတ်တော့ဘူးတကယ်တော့လူဘဝဆိုတာတူတောင်းလုံးပါတယ် အဖြစ်အပျက်အားလုံးဟာမနေ့တနေ့ကလိုပါပဲလူငယ်ကဥပုံကိုကိုစိုးရင်ဟန်ဖြင့်ဘာပဲဖြစ်ဖြစ်ဦးလေးရဲ့စေးစရာကိုအရင်သွားခေါ်ရအောင်ဦးလေးကောင်းကတွေးတယ်အများကြီးထွက်နေတယ်ဟုပြောလေဥပုံကိုကတက်ပြင်းချ၍စေးစရာခေါ်လဲမနေရတော့ပါဘူးကွာကို့အကြောင်းကိုသိအဆုံးပါပဲအချိန်နေမဖြုံးပါနဲ့တကယ်တော့လောကကြီးမှာဖြစ်ချိန်တိုင်းဖြစ်ကိုဖြစ်ရလိမ့်မယ် ဘယ်အရာနဲ့မှကာကွယ်တားဆီးလို့မရဘူးတပ်ပေတတ်တာကာမတကားပဲကွာလောလောဆယ်ရေးကြီးဆုံးကလူကလေးရဲ့ဘဝနောက်ကြောင်းကို ပြောပြဖို့ပဲလူကလေးအရင်တုန်းကဘဝနောက်ကြောင်းကိုအမျိုးမျိုးမေးမြန်းခဲ့ပေမဲ့ကျုပ်မဖြေမိခဲ့ဘူးဓာရီကဘာဖြစ်လို့လဲဆိုတော့ဥလေးကိုမုံတီးသွားမှဆိုးလို့ပဲခုပြောလိုက်ရာလူငယ်ကအံ့ဩဟန်ဖြင့်မျက်မှမျက်မှောင်ကျုပ်ကြီးဘာဥလေးကိုကျုပ်ကမုံတီးမယ်ဟုတ်လား ဘာဖြစ်လို့ မုံရမှာလဲဗျာခုမင်းမြန်လိုက်လေထိုအခါအရဲသမားကြီးကအသက်ကိုခဲရင်းစွာခြူချ၍မုံဒီတရားရှိတော့မုံဒီမှာပေါ့ကွာဥလေးပြောတဲ့စကားတွေကိုတေးသေးချာချာနားထောင်ကြမှာတကယ်တော့ဥလေးဟာရက်ဆက်ခဲ့တယ်ရုပ်မှာကောက်ကျစ်ခဲ့တယ်တကိုးကောင်းဆန်ခဲ့တယ်ဥလေးရဲ့မိုက်ပြကြောင့်လူလေးဟာဒစာကံဖြစ်ခဲ့ရတယ် တကယ်တော့လူလေးရဲ့မိခင်မပန်းယုံဟာမြို့ပေါ်မှာအချောဆုံးအလှဆုံးမိန်းကလေးတစ်ယောက်ပဲမပန်းယုံရဲ့ဖခင်တထဲကြီးဥယျံအောင်ကလည်းဆက်သက်စားလို့မကုန်နိုင်အောင်ပစ္စည်းဥစ္စာတွေထားရစ်ခဲ့တယ်မြို့ပေါ်ကကာလာသားတွေအားလုံးမပန်းယုံကိုပိုးပန်းကြတယ်နောက်ဆုံးတော့မပန်းယုံကိုတော်တိုင်စီစစ်ပြီးအိမ်တော်ဘက်အဖြစ် လိုက်ဝဲစဉ်လူသုံးယောက်ကိုရွေးချယ်ခဲ့တယ် ဒီ၃ယောက်ဆိုလို့မြို့ပေါ်ကလူကုန်တန်းမျက်နှာကြီးလူဆက်ရင်းနေဝင်တော့ပါမပန်းယုံရဲ့အိမ်တော်ဘက်ထဲမှာဦးလေးလည်းအပါဝင်ပါပဲဦးလေးတို့ပဲကန်ထူးကျင်၂ယောက်ကတော့ဖဏတ်တထေးရဲ့သားမောင်ကြီးနဲ့စတ်တထေးသားရှစ်ထူးတို့ပဲဖြစ်တယ်မောင်ကြီးရှစ်ထူးနဲ့ဦးလေးတို့ဟာမပန်းယုံကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်အစွမ်းကုန်ကြိုးပမ်းခဲ့ကြလေတယ်ဦးလေးတို့အားလုံးအရေးအချင်းမကွာခြားတဲ့အတွက်မပန်းယုံရဲ့မြေတားကိုဘယ်သူစုခုမလဲဆိုတာတိတိကျကျမပြောနိုင်ဘူးပေါ့ ဒါကြောင့်မျိုးဘော်ကလူတွေကလည်းဦးလေးတို့အသုံးရဘယ်သူမပန်းယုံရဲ့မြေတားကိုရမလဲဆိုတာစိတ်ဝင်စားကြလေတယ်။မပန်းယုံကသူ့ရဲ့အသက်25နှစ်မြောက်နေ့မွေးနေ့ပွဲကိုကြီးကြီးကျယ်ကျယ်ကျင်းပပြီးဦးလေးတို့အသုံးယောက်ကလည်းတယောက်ကိုဘယ်တယောက်ကိုအိမ်တော်ဘက်အဖြစ်ရွေးချယ်မလဲလို့ကြိုတင်ပြီးကြီးညာထားတာပေါ့။ဟုတ်ပြောရင်အရသမားကြီးဒီမောလျာဟန်ပြင်ခတ္တအမြနားလေထို့နောက်လူကြီးကဆက်၍ ဦးလေးတို့ဟာမပန်းယုံရဲ့မျက်နှာရအောင်အလွန်အဖိုးထိုက်တန်တဲ့မွေးနေ့လက်ဆောင်တွေအပြိုင်ဆိုင်လက်ဖွဲ့ကြတယ်။ဦးလေးကမိုးကုတ်မြုပ်ကိုတက်ပြီးအလွန်အရေးသွေးကောင်းတဲ့ဗရမ်းများကြီးတစ်လုံးကိုဈေးဈေးကြီးပေးပြီးတော့ဝယ်တယ်။ပြီးတော့မပန်းယုံအတွက်အလွန်လက်ရမြောက်လာတဲ့လှပတဲ့ဗရက်ကြီးတစ်လုံးလက်ဆောင်ပေးခဲ့တယ်။မောင်ကြီးနဲ့ရှစ်တူးကလည်းစက်တထင်းနဲ့ဖက်နှက်လုပ်ငန်းရှင်တထေးသားတွေပြီးပြီးအကောင်းဆုံးဆိုတဲ့လက်ဆောင်တွေကိုလက်ဖွဲ့ခဲ့တယ်။ ဒီလိုနဲ့မပန်းယုံရမွေးနေဝဲကျင်းပမယ့်နေ့ကိုရောက်ခဲ့တယ်။မြို့ပေါ်ကလူတွေအားလုံးအဲ့ဒီနေ့ကိုစိတ်ဝင်စားပြီးစောင့်မျှော်ကြည့်ရှုခဲ့တာပေါ့။လူငယ်ကာလာသားအများစုကတော့ဦးလေးတို့တထေးသား၃ယောက်ကိုအလွန်အားကျနေခဲ့တယ်။ဦးလေးတို့ဟာအကောင်းဆုံးအဝယ်စားတွေဝတ်ပြီးမပန်းယုံရဲ့မွေးနေဝဲကိုတက်တယ်။အဲ့ဒီညမှာမပန်းယုံကသူ့ရဲ့တတ်တတ်ဆာလက်တွဲပေါ်ကိုဖြွင့်ဟလို့ပြောဆိုခဲ့တယ်။ ဟုတ်ပြောရင် မောလျာဟန်ဖြင့်ခိတ္တမြနားလေထို့နောက်ဆက်လက်၍အဲ့ဒီညကမပန်းယုံကငါ့ကိုငါတို့မထင်မှတ်တဲ့လူတယောက်နဲ့သူ့ရဲ့လက်တွဲပေါ်ဖြစ်နေဖော်ထုတ်ပြီးဖော်ပြခဲ့တယ်။မပန်းယုံရဲ့စကားကိုကြားတော့ငါတို့တထေးသား၃ယောက်တာမကမြို့ပေါ်ကလူတွေအားလုံးကလည်းအံ့ဩသွားကြတာပေါ့။မပန်းယုံကသူတို့၃ယောက်ကိုလက်တွဲပေါ်ဖြစ်မရွေးပဲအင်မတန်ဆင်းရဲနှွမ်းပါပြီ။ဘယ်သူမှဆေးပေါ်ကြောပတ်မလုပ်တဲ့ ကိုငွေအေးဆိုတဲ့လူတယောက်ကိုလက်ထပ်ဖို့ပြောခဲ့တယ်။တကယ်တော့ကိုငွေအေးဆိုတာမြို့ပြင်မှာနေထိုင်တဲ့တန်ငါတဲ့တူပါပဲ။ဦးလေးတို့တို့တထေသာပတ်စံဝါးလားတွေကိုလက်မထပ်ပဲ။တန်ငါတဲ့တယောက်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တာဟာဦးလေးတို့နားမလည်နိုင်ပါဘူး။ဒါကြောင့်ဦးလေးတို့တထေသာ၃ယောက်ဟာမပန်းယုံကိုမကြင်မချမ်းနဲ့ဝိုင်းဝန်းမေးမြန်းကြတယ်။ဒီတော့မပန်းယုံကအတိတ်ပဲရှားရခတ်တဲ့အပြုံးနဲ့ပြုံးလိုက်ပြီးရှင်တို့တထေသာပတ်စံဝါးလားတွေကိုဆွန့်လို့ပြီးစင်းရသားတယောက်ကိုလက်ထပ်လိုက်ရခြင်းကတော့ ဖြည့်ချင်းရခတ်တဲ့ကျေးဇူးတရားကြောင့်ပဲကျေးဇူးတရားဆိုတာဘဝဆိုတဲ့ကိမ့်မွန်ဘောကမလိုက်ခဲလို့ပဲတဲ့ဟုတ်ပြောရင်မောလျာဟန်ပြင်ခိတ္တမြနားပြန်ဤလူငယ်ဒီအယက်သမားကြီးအစကားကိုစိတ်ဝင်စားစွာနားထောင်နေဤအယက်သမားကြီးကဆက်လက်၍ဦးလေးတို့တတိသား၃ယောက်ဟာမပန်းယုံကဦးလေးတို့ကိုလက်မထပ်ပဲစင်ရသားတယောက်ကိုလက်ထပ်လိုက်တာ အတော်မကြည်မချမ်းနဲ့ဖြစ်ခဲ့တယ်အဲ့ဒီတုန်းကလူငယ်ပြပြမပန်းယုံရဲ့လုံရက်ဟာ ဥလူတွေရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ဆိုပြီးဒေါမန်ပွားခဲ့တယ်။တငါသည်စင်းရဲသားကိုလည်းရန်ညိုးရန်သားတွေထားခဲ့တာပေါ့။အဲ့ဒါကြောင့်ဥလေးတို့သုံးယောက်ပေါင်းပြီးတငါသည်ကိုအချက်ရအောင်နှိမ့်ချစောကားခဲ့တယ်။ဒါပေမဲ့တငါသည်ဟာဥလေးတို့မျှော်မှန်းတယ်လို့အစိမ့်မဲ့တဲ့မွေးရင်မွေးမဟုတ်ဘူး။အစိမ့်ရှိတဲ့မွေးစိုးမွေးရောက်တဲ့ကောင်ဖြစ်နေတယ်။ဥလေးတို့ဟာတငါသည်စင်းရဲသားကိုလူပုံအလဲမှာတိတ်ခါကြအောင်နီးရမျိုးမျိုးနဲ့လောင်ပြောင်ပြီးထိုးကြိတ်ခဲ့တယ်။ တန်ဃာတဲ့ဟာဦးလေးတို့ကိုပထမမှာတိန်ငင်းခံနေတယ်။နောက်တော့ငကားမန်းတိအောင်အမောက်ထောင်ပြမယ်ဟဲ့ဆိုပြီးတထေးသားမောင်ကြီးနဲ့ချစ်တူရဲ့မျက်နှာကိုဒူးနဲ့တိုက်လိုက်တာ။မောင်ကြီးရောချစ်တူပါသားသုံးချောင်းစီကြွထွက်သွားတယ်။ဦးလေးရဲ့နားနှစ်ဖက်ကိုလက်ဝါးနဲ့ရိုက်လိုက်တာ။နားတဲ့ကသွေးတွေထွက်ပြီးနှစ်ပေါင်းများသာနားလေးသွားခဲ့တယ်လေ။နောက်တော့မှစုံသန်းရတာကတန်ဃာတဲ့ဟာအလွန်အကျောက်စရာကောင်းတဲ့လက်ဝဲသမားတယောက်ဆိုပဲ။ဟုတ်ပြောရင် အယသမားကြီးသည်မောလျာဟန်ဖြင့်ခေတ္တနာပြန်၏ထို့နောက်အယပလင်းရှိရာသို့လက်လှမ်းလိုက်ပြီးအယတငုံလောက်မသိမီထပ်ပြီးတောက်ရှင်သေးတယ်ဟုပြောလိုက်ရာလူငယ်ကဖင်ကက်တာကြံနေသောအယပလင်းကိုလူကြီးဤပါဇက်ဝ၌တိတ်ပေးလိုက်လေလူကြီးသည်အယက်ကိုတောက်လိုက်ပြီးနောက်ငါရဲ့ပြိုင်ဘက်မောင်ကြီးနဲ့ခြေထူးကသွားသုံးချောင်းစီကျွတ်တဲ့အချိန်ကစပြီးမပန်းယုံရဲ့နာမည်ကိုတော့မကြားချင်တော့ဘူးငါကတော့တန်ငါတဲ့ရဲ့ရိုက်ချက်ကြောင့် နားပင်းတဲ့ဝေဒနာကိုခံစားရတယ်။လူတွေကြားရောက်တိုင်းငါ့ကောင်ကဒုက္ခိတတယောက်လိုခံစားရတယ်။ဒီလိုဒုက္ခခံစားရတိုင်းတန်ငါတဲ့ကိုဒေါမှန်ကြီးခဲ့တယ်။မပန်းယုံတဲ့တန်ငါတဲ့လင်မယားကိုလက်စားချေဖို့ကြံရွယ်ခဲ့တယ်။ဒီလိုနဲ့တနေ့မှာမပန်းယုံတို့ချမ်းကြီးချေကိုမယောင်မလဲနဲ့တွားကြည့်ရင်းနဲ့လက်တွန်းလဲပေါ်ကခလေးတယောက်ကိုတွေ့ရတယ်။ခလေးအနည်းမှာအဆောင်ကျက်လည်းမရှိတာနဲ့ခလေးကိုခိုးယူခဲ့တယ်။အဲ့ဒီခလေးကတော့လူကလေးမောင်တီဟပါပဲ။ဟုတ်ပြောလေ။ လူငယ်သည်အယက်သမားကြီး၏စကားကြောင့်အံ့ဩသွားလေ။အယက်သမားကြီးထံမှနှစ်ပေါင်းများစွာမေးမြန်းခဲ့သောလျှို့ဝှက်ချက်၏အဖြေကိုယနေ့ညသိရရှိပြီ။လူငယ်သည်အယက်သမားကြီးနှင့်ဆွေမျိုးနှိဆက်တော်ဆက်ခြင်းမရှိကြောင်းသိရသည့်ဖြင့်မိမိဘဝ၏လျှို့ဝှက်ချက်ကိုမကြာခဏမေးမြန်း၏။သို့သောအယက်သမားကြီးကလျှို့ဝှက်ချက်တရက်အနေနှင့်သာထားရှိခဲ့လေ။ယနေ့ညတော့လျှို့ဝှက်ချက်၏အဖြေကို သိခဲ့ရရှိပြီ။အယက်သမားကြီးသည်မိမိကိုခိုးယူမွေးစားခြင်းဖြစ်၏တဲ့။ အယတမကြီးသည်မိမိ၏မိဘများနှင့်ရန်ညိုးရဖက်များခဲ့၏မိတို့ပြင်ဖြစ်စေအယတမလူကြီးသည်မိမိကိုဖြစ်အောင်ကြိုးမွေခဲ့၏အယတမကြီးကလူကလေးရဲ့မိဘနှမကို လက်စားချေခြင်းနဲ့စိတ်နဲ့လူကလေးကိုခိုးယူခဲ့ပေမယ့်ကိုသားသမီးအရင်ချလို့ပဲသဘောထားပြီးကြိုးမွေခဲ့ပါတယ်လူကလေးရဲ့မိဘနှမကိုမုံတီးယွန်ချပေမယ့်လူကလေးပေါ်မှာတော့ဘလို့မှမရက်ဆက်နိုင်ခဲ့ဘူးလူကလေးပေါ်မှာဥရဲ့တန်ရောစင်ကမိဘအရင်တွေထက်မလျော့ပါဘူးကွယ်ဟုပြောလေ၏ လူကြီးရဲ့စကားကြောင့်လူငယ်မှာတဆက်ဆက်ကောင်းကျင်၍ဦးလေးရဲ့မေတ္တာစေတနာကိုကျုပ်သဘောပေါက်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ဦးလေးကိုကိုယ့်ရဲ့မိဘအရင်းလိုသဘောထားပါတယ်ဟုပြောလေရာ။အယက်သမားကြီးဒီလူငယ်ဤစကားကြောင့်မျက်လုံးမှာဝင်းပကြည်လင်သွားပြီလေ။တကယ်ပြောတာလားလူလေးရဲ့။လူလေးရဲ့စကားကိုကြားရတော့ဦးလေးတော့တေးပြောသွားပါပြီ။လူလေးဘဝရဲ့လျှို့ချက်ကိုဖွင့်ဟပြောခဲ့တာဒီတနေ့နေ့မှာအမှန်တွေလူကလေးသိလာရင်ဦးလေးကို မုံဒီယွန်ချသွားမှာဆိုရင်တို့ပါတကယ်တော့ဥလီမှားခဲ့တာပါရန်ညိုးရန်သားတခုကိုမေးပွားတခုလို့မွေးထားခဲ့မိလို့မေးတောက်ကြီးဖြစ်သွားတာပါတကယ်တော့လောကမှာအရာအလုံးဟာကံစီမှန်ရပါပဲကွာဒီလိုအခြေအနေတွေတစ်ဖြစ်အောင်ဥလီလောက်ခဲ့တယ်လို့ထင်တယ်တကယ်တော့ဥလီလောက်ခဲ့တာမဟုတ်လို့ကွာကံတရားကအရာအလုံးကိုစနစ်တကျဖြစ်အောင်စီစဉ်သွားတာဒီအချိန်ကနေစပြီးလူကလေးရဲ့ဘဝအလှည့်ပြောင်းတစ်ခုဖြစ်ပြီး ။ဦးလေးရဲ့ခေါင်းအောက်မှာလူကလေးမိဘနှစ်ပါးရဲ့အမိနဲ့လက်စာကို ရေးသားထားတယ်။ဦးလေးတည်သွားရင်လူကလေးမိဘတည်းစီသွားပြီးအကျိုးအကြောင်းကိုပြောပြပါ။ဦးလေးရဲ့ခေါင်းဝန်းထဲမှာလူလေးငယ်စဉ်ကဆွဲခဲ့တဲ့ဓာတ်ရုပ်ဆွဲပြားနဲ့ဆွဲကြိုးကလေးရှိတယ်။လူကလေးမိဘတွေနဲ့တွေ့ရင်ဓာတ်ရုပ်ဆွဲပြားနဲ့ဆွဲကြိုးကိုပြပါ။ဒါဆိုရင်လူကလေးကိုသူတို့ကောင်းကောင်းမှတ်မိပါပါ။အယောသမားကြီးတွေပြောရင်မောလျဟန်ဖြင့်မျက်လုံးများမှိတ်ဆက်လိုက်လေ။ တိဟကအယတမကြီးကိုပူပင်တော့ကစိတ်ဖြင့်စူးဆိုင်လျက်ကြည့်နေစဉ်အယတမကြီးသည်ညင်သာစွာအသက်ထွက်သွားလေသည်တိဟသည်အယတမကြီးကိုလှုံ့ရမ်း၍မရတော့သဖြင့်တေဆုံးပြီဟုအသည့်ဝင်ကဝမ်းနေတကြီးခြိုက်ငိုလိုက်လေတော့သည် သူ၏မွေးစားဖခင်ကြီးကဘာမေကထွက်ခွာသွားခဲ့ရှိပြီတိဟ၏မွေးစားဖခင်ဖြစ်သောအယတမကြီး၏ဇာပနသည်ခန္ဓာတိုက်မြိုက်ခြင်းမရှိဘဲပြီးဆုံးသွားခဲ့လေ၏ ။တင်ရသည်ဖခင်ရက်လက်ပြီးသောအခါ၎င်းပြောဆိုခဲ့သောခေါင်းအုံးကလေးကိုခွဲလိုက်လေ။ထိုအခါခေါင်းအုံးထဲတွင်ဒေါင်းရုပ်ဆွဲပြားနှင့်ဆွဲကျုံးငယ်ကလေးတစ်ခုကိုတွေ့၏။စက္ကူစာကလေးတစ်ခုကိုဖွင့်ကြည့်လိုက်သောအခါသူ၏မိဘအရင်းချများ၏အမည်နှင့်နေရက်လိပ်စာကိုတွေ့ရှိရ၏။သူသည်မွေးဖခင်အယက်သမားကြီး၏ကျေးဇူးရှင်ကြောင့်ရန်ညိုးကြောင့်မိဘရင်းချများနှင့်ရှင်ခွဲကွဲကြရ၏။ယခုမိဘများကမိမိကိုမြင်လျင်သားသမီးရင်းချဟုအတိအမှတ်ပြုပါမလားမသိ။ မိတို့ပင်ဖြစ်စေသူဤမိဘရင်းချများကိုကိုတိုင်တွေ့မြင်ခြင်းသောစိတ်ဆန္ဒတော်ရှိ၏ထို့ကြောင့်ပင်စိတ်ကမ်းမြုပ်ကလေးမှထွက်ခွာရန်ပြင်ဆင်လေ၏တိဟသည်အထုပ်ပုံးများကိုပြင်ဆင်၍မြုပ်ကလေးမှထွက်ခဲ့လေ၏သူသည်မြို့များတစ်မြို့ပြီးတစ်မြို့ဖြတ်တန်းပြီးမြမပြီးအလဲပိုင်းရှိစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးသောမြို့ကြီးတစ်မြို့သို့ရောက်ရှိခဲ့လေ၏ထိုမြို့ကြီး၌သူဤမိဘနှစ်ပါးရှိ၏သူဤမိဘများသည် ထိုမြို့ဤအချမ်းသာဆုံးလူကုန်ထမ်းများဖြစ်ကြ၏ တင်ရသည်မိဘရင်းချများနှင့်တွေ့ဆုံတော့မည်ဆို၍သူ၏စိန်များလည်းလှုပ်ရှားနေ၏တိဟသည်ဘိုက်ထဲတွင် စားလောင်နေတော်လဲမိဘများနှင့်တွေ့ဆုံရန်စိတ်ဆောနေသည်ဖြင့်ထမင်းဆိုင်သို့မဝင်သေးပဲမြို့ဆောင်ချင်းမိဘများ၏အိမ်သို့ထွက်ခဲ့လေတိဟသည်လွန်စွာမြင်မာသောအုံတတိုင်းကြီးများကာယံထားသောအိမ်ကြီးကိုရောက်လေထိုအုံတတိုင်းကြီးကာယံထားသောနောက်တွင်လွန်စွာကြီးမားသောတိုက်အိမ်ကြီးရှိကျန်ဝင်းကြီးထဲတွင်တစ်ပင်ပန်းမြန်များဆုံဆုံလင်လင်ရှိလေ တင်ရသည်မိဘများ၏အိမ်ခြေတွင်ရက်၍ကြီးမားခန့်ထဲသော တကားကြီးကိုငေးမောကြည့်နေလေ၏တင်ရသည်မိဘရင်းချများနှင့်တွေ့ရတော့မည်ဆိုပြီး အလွန်စိတ်လှုပ်ရှားနေ၏အင်းများချမ်းသာကြွယ်ဝသောမိဘများသည်နှစ်ပေါင်းများစွာပျောက်ဆုံးနေသောတားတယောက်ကိုတားအရင်ဟုအလွယ်တကူယုံကြည်လက်ခံပါမလားမသိသူ၏အိမ်ထဲတွင်ငယ်စဉ်ကဆွဲထားခဲ့သောဒေါင်းရုပ်ဆွဲပြားနှင့်ဆွဲကြိုးကလေးတော်ပါရှိပါ၏ထိုပစ္စည်းများသည်မိဘများနှင့်တွေ့ဆုံလျင်အကောင်းဆုံးတတ်သည်များပင်ဖြစ်၏ တင်ရတဲ့ခြံတကားကြီးချဲ့တွင်ရက်၍အိမ်ကြီးကိုငင်းမောကြည့်ရှုနေ၏ထိုအခိုက်မှာပင်ခြံတကားပွင့်သွားပြီးလွန်စွာတာမာသောလူထွားကြီးတစ်ယောက်ထွက်လာကဟဲ့ကောင်လေးအိမ်ရှိမှဘာလုပ်ဖို့လာပြီးရက်ကြည့်နေတာလဲခြံချဲ့ကထွက်သွားစမ်းဟုမောင်းနှင်ထုတ်လေ၏တင်ရတဲ့လူထွားကြီး၏မောင်းနှင်ထုတ်မှုကြောင့်တက်ပြင်းချ၍ဘာမှမလုပ်ပါဘူးဗျာအိမ်ကြီးကလှလုံးလို့ငေးကြည့်နေတာပါဒီလောက်ကြည်ပြီးလှပတဲ့အင်ကြီးကိုကြောက်တက်တက်မှလုံးဝမမြင်ဘူးဟုပြောလေ၏ ထို့အခါလူသားကြီးကလူငယ်ကိုအတင်းအကျပ်ပင်အိမ်ရှင်းမှာမောင်းနှင်ထုတ်လေ၏တင်ဟသည်လူသားကြီး၏မောင်းနှင်ထုတ်မှုကြောင့်မိဘများ၏အိမ်ရှင်းမှာထွက်ခဲ့လေတော့၏တင်ဟသည်ဘိုက်ထဲတွင်အလွန်ဆာလောင်သည်ဖြင့်ထမင်းဆိုင်သို့သွားကာညနေစာစားလေ၏ထို့နောက်ဆိုင်ရှင်လူကြီး၏လမ်းညွှန်မှုကြောင့်ဇေဒီကလေး၌သွားရောက်အိတ်ဆက်လေ၏တင်ဟသည်နောက်တနေ့သို့ရောက်သောအခါအိမ်ရမထ၍မိဘများ၏အိမ်ရှင်းသို့ရောက်သွားပြန်လေ၏ သူသည်အင်ကြီးနှင့်မလန်းမကန်းတွင်ထိုင်၍လူအရေးရှိကိုကြည့်လေ၏တော်ခိုက်မှာပင်အင်ကြီး၏တကားပွင့်လာပြီးရှမ်းထဲမှစပိန်စည်းရွက်ထလာသော ရွယ်တူလူငယ်နှစ်ဦးကိုတွေ့ရ၏ထိုလူငယ်သည်အဖြူရောင်ပေါင်းမီတော်နှင့်ဆုပ်ကျဲကိုဝတ်ဆင်ထားပြီးကြောတွင် ကြက်တောင်ရိုက်တံကိုတိုင်းလွယ်ထား၏တင်ဟသည်လူငယ်ကိုကြည့်ရှုနေစဉ်လူငယ်၏စပိန်သည်လမ်းပေါ်တွင်တွားနေသော အမဲအိုကြီးတယောက်ကိုတိုက်မိမလို့ဖြစ်သွားပြီးအမဲအိုကြီးလမ်းပေါ်သို့ရိုင်းလဲကျသွားလေ၏ ။စပိန်စည်းလာသောလူငယ်သည်လဲကျသွားသောအမေအိုကြီးကိုကြည့်၍စပိန်ကိုရက်တက်လိုက်ပြီ။အဖွားကြီးစပိန်စည်းလာတာမမြင်ဘူးလား။တည်ကျင်လို့လား။အယော်တော့မပေးဘူး။ငရဲပြေရောက်သွားမယ်။ဟုရိုင်းဆိုင်စွာပြောလေ။တရသည်အဖွားအဝဲအရွယ်အမေအိုကြီးအပေါ်ရက်ဆက်သောလူငယ်ကိုမကြင်မနက်ဖြစ်သွား၏။လူငယ်သည်အမေအိုကြီးကိုရိုင်းပြသွားပြောဆိုပြီးစပိန်ကိုနင်း၍ထွက်သွားလေသည် လူငယ်တီဟသည်လူငယ်ထွက်သွားသောအခါအမဲအိုကြီးကိုဂယုဏတက်၍ပွေ့ထူလိုက်ပြီဟင်အဖွားဘလို့နေသေးလဲလမ်းလျှောက်နိုင်ရဲ့လားဟုမေးလိုက်ရာ အဖွားအိုကတလန်းနှလန်းစမ်းရွေ့ချောက်ပြီးနောက်လမ်းလမ်းလျှောက်လို့ရတယ်လူလေးအိမ်ကြီးကြီးကလူကလေးတော့မယိုင်းနဲ့ကွယ်လူကလေးနဲ့စိတ်တချင်ကြွာချလိုက်တာအင်းပေါ်လေဒနာကုံကြောင့်အရာရာလိုတရဖြစ်နေလေတော့ရိုင်းပြတော့မှာပေါ့ မိဘရဲ့အဆုံးအမကလည်းရှိပုံမရပါဘူးကွယ်။ဟုတ်ရေရွတ်လိုက်လေ။တင်ဟာဒီမိဘနှစ်ပါးရဲ့အကြောင်းကိုကြားရတဲ့ဖြင့်စိတ်လှုပ်ရှားသွားပြီ။စပိန်စီးတဲ့လူရဲ့နာမည်ကဘလို့ခေါ်တယ်လဲအဖွာ။သူကအိမ်ကြီးကြီးနဲ့ဘလို့ပတ်သက်တယ်လဲ။ဟုတ်မေးလိုက်လေ။ထိုအခါအဖွာအိုကတပြင်းချ၍စပိန်စီးတဲ့လူရဲ့နာမည်ကမောင်ရွှေများတဲ့နာမည်နဲ့လိုက်အောင်ဘဝင်မိုးကိုရောက်နေတဲ့ကလေးပေါ့။မောင်ရွှေများဟာ ကိုငွေအေးနဲ့မပန်းယုံရတားလေဟုပြောလေရာတင်ရသည်လွန်စွာအံ့ဩသွားလေစပိန်စည်းလာသောလူငယ်သည်မိမိ၏ညီတော်ညီတော်ဆက်၏မိမိ၏ညီအရင်းသည်ဤမြအရင်းပြနေသည်ဖြင့်အလွန်စိတ်ပြတ်သွားမိ၏မိဘနှစ်ပါးသည်လူငယ်ကိုဤမြအရင်းပြအောင်အလိုလိုက်ထားခြင်းကိုလည်းအံ့ဩနေမိ၏တင်ရသည်အဖွားအိုတဲအင်ကလေးသို့တွဲပို့လေ၏အဖွားအိုသည်တဲငယ်လေး၌တမီးတစ်ယောက်နှင့်နေထိုင်သူဖြစ်၏ အဖွားကတဲအတွင်းသို့ခေါ်၍တီဟအားကောင်းချင်းပေါင်းများကြွေး၍ဘဝနောက်ကြောင်းကို မေးမြန်း၏တီဟကမိမိ၏ဘဝမှန်ကိုလှေ့ဝှက်ထားလို့သိသဖြင့်မိဘများတည်ဆုံသွားခြင်းကြောင့်ဤမျိုးတို့အလောက်ရှာရန်ထွက်ခဲ့ကြောင်းပြောလေ၏ထိုအခါအဖွားကိုကမြို့စဉ်တွင်စိုက်ပျိုးရေးလုပ်နေသောသူမ၏မောင်တို့ဦးချီကြောင်းပြောလေ၏အဖွားကိုကမောင်ဖြစ်သူ၏ချမ်းတွင် အလောက်ရနိုင်ကြောင်းပြောလေ၏တင်ရသည်မိဘရင်းချများနှင့်မတွေ့ရမီအလောက်တစ်ခုရရှိရန်လိုသည်ဖြင့် စိုက်ပျိုးရေးခြံတွင်အလုတ်လုတ်ရန်သဘောတူလေ၏ဤသို့ဖြင့်တီဟသည်မြို့စုံချီစိုက်ပျိုးရေးခြံသို့ရောက်သွားလေ၏ထိုခြံချီဥယျင်လူသမားကြီးကအရင်တုန်းကတော့ခြံထဲမှာငါတယောက်တည်းလုံနေတာပါအခုတော့အတက်ကလေးကလည်းရလာပြီဆိုတော့ငါတယောက်တည်းမနိုင်တော့ဘူးပေါ့ကွာငါခြံမှာမင်းအလုတ်လုတ်မယ်ဆိုရင်တော့ထမင်းကျွေးမယ်လောကကကိုတော့တက်တက်မမမပေးနိုင်ဘူး ငါကရှံအလုပ်ပြင်တပတ်မှတရက်အိမ်ကြီးကြီးမှာအလုပ်သွားလို့ရတယ်ဟုတ်ပြောလေရတီဟာဒီအိမ်ကြီးကြီးဆိုတော့အမီကိုကြားရ၍စိတ်ဝင်စားသွားပြီအိမ်ကြီးကြီးမှာဦးလေးကဘာအလုပ်လုပ်ရတာလဲဟင်ဟုတ်မေးလေတို့အခါလူကြီးကရင်းနှီးချမ်းတစ်ခွက်ကိုငှက်တော့ရင်အိမ်ကြီးကြီးရဲ့ပိုင်ရှင်ဒေါ်ပန်းယုံဟာအမြင်နဲ့လိုက်အောင်ပန်းတွေကိုရှစ်တယ်ပန်းတွေကိုရှစ်တယ်ဆိုတာနဲ့မျက်နှိုးတယ်ဆိုရင်ပိုးပြီးလင်းနံမလားမသိပါဘူးဒေါ်ပန်းယုံဟာပန်းတွေကို တက်ရှိတတဝါတွေလိုပဲသဘောထားတယ်။သူ့ကိုနားမလည်ရင်စိတ်တဆဖြစ်နေတယ်လို့တောင်ယူဆရလိမ့်မယ်။သူဟာအားလက်တဲ့အချိန်တွေမှာပန်းကလေးတွေနဲ့စကားပြောတယ်။ပန်းတွေကိုကပြရွတ်ပြတတ်တယ်။ဟုတ်ပြောပြလိုက်လေရ။တိဟာကမိခင်ကြီး အပြုတ်အမှုကိုအံ့ဩသွားပြီးဟင်ပန်းတွေကိုကပြရွတ်ပြတယ်ဟုတ်လား။ပန်းတွေကိုကပြရွတ်ပြတော့ဘာအကြောင်းထူးမှလဲဟုတ်မင်းမြန်လေထိုအခါဥယျာဉ်သမားလူကြီးကတက်ပြင်းချ၍ လူတွေအားလုံးဒီလိုပဲထင်ကြတယ်ကွ။ဒါကြောင့်ဒေါ်ပန်းယုံစီမှာအလုံးလုံးတဲ့ဥယျာဉ်မှုတွေကတရားဥပဒေတရားထွက်သွားကြချာတယ်။ပန်းမင်ရေလောင်းယုံပေါင်းတင်ပေးပေးယုံတက်တဲ့လူတွေဟာဥယျာဉ်မှုအလုံးမှာကြာကြာချင်းမလုံနိုင်ဘူး။တကယ်တော့ဥယျာဉ်မှုတရားမှာအင်မတန်လေးနက်တဲ့ဆက်ရလုပ်တွေရှိနေတယ်ဆိုတာလူအများများသဘောမပေါက်နိုင်ကြဘူး။ဒေါ်ပန်းယုံတဲ့ငါဟာဒီအကြောင်းတွေကိုအများကြီးဆွေးနွေးခဲ့ဘူးတဲ့။ ဒေါ်ပန်းယုံဟာငါအတွေးခေါ်ကိုကြားတဲ့အခါအလွန်သဘောကျသွားပြီသူ့စီမှာဥယင်မှုလို့ဖို့ကန့်လန့်ခဲ့တယ်။ဒါပေမဲ့မိမတယောက်ရဲ့လက်အောက်မှာဘယ်တော့မှအလုံးမလုံဘူးလို့စိတ်ပိုင်းဖြတ်ထားတဲ့ငါကိုဒေါ်ပန်းယုံဘလို့မှမစည်းယုံနိုင်ခဲ့ဘူး။ဒေါ်ပန်းယုံဟာမလောက်စရာငွေကြေးတွေနဲ့ငါကိုအများကြီးပေးပြီးသူ့စီမှာအလုံးလုံဖို့ကန့်လန့်ခဲ့တယ်။ဟုတ်ပြောလေဥယျာဉ်တိဟကဥယျာဉ်မှုကြီးကိုကြည့်၍ ဒေါ်ပန်းယုံရဲ့ယောက်ျားမရှိဘူးလားဟုမေးလေထိုအခါဥယျာဉ်မိုးကခေါင်းယမ်း၍ဒေါ်ပန်းယုံရဲ့ယောက်ျားကလွန်ခဲ့တဲ့15နှစ်လောက်ကတည်းကတည်ဆုံးခဲ့ပါပြီ ဟုပြောလျာတီဟာဒီဖခင်ဖြစ်သူတည်ဆုံးသွားပြီဆို၍ရင်းထဲတွင်လှက်ဟာ၍သွားလေသည်သူဒီလူလောကထဲသို့ရောက်ရှိခဲ့တော်လဲဖခင်ရင်းချာ၏မျက်နာကိုတွေ့မြင်ခွင့်မရတော့ကြီးမိခင်ဖြစ်သူသာတွေ့ဖို့အခွင့်အရေးရှိတော်ဤတိဟသည်ဥယျာဉ်မူကြီးထံတွင် မိခင်နှင့်ပတ်သက်၍ထပ်မံမင်းမြန်းရန် ဆုံးဖြတ်လိုက်ထို့ကြောင့်ဒေါ်ပန်းယုံမှာတာသမီတွေကမရှိဘူးလားဟုမေးမြန်းလိုက်ဥယျာဉ်မှူးကမျက်မှောင်ကြုံ၍တာသမီနဲ့ပတ်သက်ပြီးဒေါ်ပန်းယုံကအတော်ကန်ဆိုးတယ်ကွာဒေါ်ပန်းယုံရဲ့တဦးတီတော်သားကလေးဟာတခါလေသားရွယ်မှာထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတယ်အဲ့ဒီတုန်းကဒေါ်ပန်းယုံဟာတားစောနဲ့အတော်အယူမီဝိုင်းဖြစ်ခဲ့တယ်ကွာပျောက်ဆုံးသွားတဲ့သားကလေးကိုပြန်ရဖို့လူအင်အားငွေအင်အားတွေတုံးပြီးရှာဖွေခဲ့ပေမဲ့ကလေးကတော့ပျောက်ရှင်းမလားပျောက်ဆုံးသွားခဲ့တယ် ။နောက်ဆုံးတော့ဒေါ်ပန်းယုံဟာခင်ပွန်းမရှိတဲ့နောက်မှာမျိုးတဲကမိဘမဲ့ကလေးတယောက်ကို မွေးစားခဲ့တယ်။ဒီကလေးဟာအလွန်အဆင်းရဲနွမ်းပါတဲ့မိသားစုကကလေးပေါ့။အခုတော့ဒီကလေးဟာဒေါ်ပန်းယုံရဲ့မွေးစားသားအဖြစ်နဲ့ရွှေပေါ်မြတင်ဖြစ်နေပြီ။ဟုတ်ပြောလေရာတီဟာဒီအဖွားအိုကိုစပိန်နဲ့တိုက်မိမတ်တက်ဖြစ်သွားတော့ရိုင်းပြတော့လူငယ်ကိုတတိယလေ။ဟုတ်ကဲ့ပါခင်ဗျာ။အပိုင်းတဲ့စီစဉ်တဆမှုကိုအီမာရင်ခိတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ။ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့မှာတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပရာအပေါင်း